ကျမ်းမာရမှုကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဒီဇင်ဘာလ1ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတက်ကတော့မြန်မာကတန်ယုံကိုပိတ်တော့မဲလို့ဖင်လန်နိုင်ငံအစိုးရကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာအပအဝင်အာရှသုံးနိုင်ငံမှာဖွင့်ထားတဲ့ဖင်လန်နိုင်ငံဆိုင်ရာတန်ယုံတွေကိုပိတ်ဖို့ရှိတယ်လို့ဖင်လန်နိုင်ငံအစိုးရက ြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ရန်ကုန်မြို့မှာရှိတဲ့တန်ယုံအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့မှာရှိတဲ့တန်ယုံနဲ့ပါကစ္စတန်နိုင်ငံအစ္စလာမဘက်မြို့မှာဖင်လန်တန်ယုံတွေကိုပိတ်တော့မဲလို့ဖင်လန်အစိုးရကနိုဝင်ဘာလ28ရက်နေ့မှာတရင်ထုတ်ပါတယ်။လက်ရှိမှာအဲ့ဒီနိုင်ငံတွေကတန်ယုံကိုပိတ်ဖို့ပြင်ဆင်နေပြီး2026ခုနှစ်မှာပိတ်သိမ်းတော့မယ်လို့လည်းဆိုပါတယ်။တက်ဆိုင်ရာနိုင်ငံတွေမှာဖြစ်နေတဲ့နိုင်ငံရေးရှုပ်ထွေးမှုအခြေအနေပြင်အဲ့ဒီနိုင်ငံတွေနဲ့ဖင်လန်နိုင်ငံတို့အကြား ကုံတွယ်ကြီးစီးပွားရေးအပအဝင်တက်တမန်ကြီးစတဲ့ကန်တာတွေမှာကတ်သက်ချက်တွေနဲ့ရက်တန်တာတွေဖြစ်ပေါ်နေတာကြောင့်လို့ဖင်လန်ကပြောပါတယ်။ဖင်လန်နိုင်ငံရဲ့နိုင်ငံခြားရေးနဲ့လုံခြုံရေးမူဝါဒအပြင်အကျိုးစီးပွားနဲ့ပို့ကုန်မြင့်တင်ရေးဆိုင်ရာလှုပ်ရှားမှုတွေရဲ့လိုအပ်ချက်တွေကိုမဟာပြူဟာကြကြထည်သွင်းစဉ်းစားသုံးသပ်ချက်တွေပေါ်မှာလဲမူတည်ခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလဲဒါဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမြောက်အတ္တလန်တိတ်စာချုပ်နေတိုးအဖွဲ့ဝင်တွေဖြစ်ကြတဲ့အမေရိကန်ပြည်ထောင်စုနဲ့ဖင်လန်နိုင်ငံတို့အကြားမြန်မာအရေးနဲ့ပတ်သက်ပြီးမတူညီတဲ့ချင်းကပ်မှုဖြစ်လာပါတယ်။မြန်မာကအခြေအနေတွေနဲ့ကန့်သက်ချက်တွေကြောင့်တန်ယုံပိတ်မဲ့လို့ဖင်လန်ကပြောပေမဲ့အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကတော့မြန်မာနိုင်ငံရဲ့အခြေအနေကနေရပြန်ဖို့ဘေကင်းလုံခြုံပြီးလို့ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာတွေကိုပေးထားတဲ့ယာယီအကာအကွယ်ပေးမှုအစီအစဉ်ကိုရုတ်သိမ်းပြီးလို့ ပြီးခဲ့တဲ့သတင်းပတ်မှာပဲကြေညာပါတယ်။တစ်ဖက်မှာလည်းတန်ယုံပိတ်မဲ့ဖင်လန်နိုင်ငံရဲ့အစီအစဉ်ဟာနှစ်ပေါင်း80ကြာကြာနှစ်နိုင်ငံတတမန်ဆက်ဆံရေးမှာစုံယုံမှုတစ်ခုလည်းဖြစ်လာပါတယ်။ဖင်လန်နိုင်ငံဟာမြန်မာကကလီးငယ်တွေကြောင်းတက်ခွင့်ရရှိရေးနဲ့တံမွေးဝန်ကြောင်းဘဝရည်တည်မှုဆိုင်ရာလှုပ်ရှားမှုတွေကိုမြင့်တင်ပေးခဲ့တဲ့မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပါတယ်။2023ခုနှစ်အတွင်းဖင်လန်နိုင်ငံကကမ္ဘာကုလသမဂ္ဂ UN ရဲ့အစီအစဉ်တစ်ခုကနေ မြန်မာကပြည်နယ်နဲ့တိုင်းဒေသကြီး၁၁ခုကရွာပေါင်း160ကျော်အတွက်ပံ့ပိုးမှုတွေပေးခဲ့ပါတယ်။ရရွာအခြေပြုတင်ကြားရေးစင်တာတွေဖြစ်တဲ့စာကြည့်တိုက်တွေကနေတဆင့်ကလင်းငယ်ပေါင်း34,000စီကိုပညာရေးအခွင့်အလမ်းတွေရောက်ရှိစေခဲ့တယ်လို့ဖင်လန်နိုင်ငံဂျာယီဝန်ကြီးဌာနကဖော်ပြခဲ့ပါတယ်။စစ်တပ်အာဏာမသိမ်းခင်မြန်မာအတွက် Country Program ကနေတဆင့်ဖင်လန်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုဟာတနည်းကိုယူရို16တန်းခန့်ရှိပြီး အာနာသိန်း3နှစ်ကျော်2024ခုနှစ်မှာတော့ဒီပူပေါင်းဆောင်ရွက်မှုတွေနှီးကုန်ချုပ်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်း3ခုကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်ကအရာရှိနဲ့စစ်သားအများအပြားကိုချေမုံနိုင်ခဲ့ပြီးချင်းတော်လန်ကြီးတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ချင်းပြည်နယ်အတွင်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်း3ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကဗိုလ်မှူးလှမျိုးထွတ်အပါအဝင် ဘူကြီးစစ်သားအများပြားကိုချေမှုန်းနိုင်ခဲ့ပြီးကျင်းတော်လိုင်းတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်း CDF Civic Defense Militia CDMC ရင်းကယမန်နေ့နိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်ပါတယ်။ယခုနှစ်မေလမှဩဂတ်လအတွင်းမှာစကိုင်းတိုင်းကလေးမြို့မှာစစ်ကြောင်းထိုးလာတဲ့အင်အား800ကျော်ပါစစ်တပ်စစ်ကြောင်းကိုချင်းတက်ပေါင်းစုနဲ့စစ်တေတတ်မဟာမိတ်အင်အားစုတွေကခိုင်ကန့်စစ်ကြောင်းလို့တတ်မှတ်ကအပြင်းထန်ခုခံကာကွယ်ခဲ့ပြီးလက်နက်ခင်းရဲတချို့ကိုတင်ဆက်ရရှိခဲ့ကြောင်း ထို့သို့ခုခံတိုက်ခိုက်မှုများအတွင် တော်လိုင်းရဲဘော်စနစ်ဦးကြာဆုံးခဲ့ကာတချို့တန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ထို့တော်လည်းစစ်တပ်စစ်ကြောင်းဟာအပြစ်သက်ဆုတ်ခွာသွားခြင်းမရှိဘဲချင်းပြည်နယ်အဝင်း9မိုင်ခန့်တနေရာမှာတက်စကန်အထိုင်ချကအင်အားဖြည့်တင်းလျက်ရှိနေခဲ့ကြောင်းသိရှိရပါတယ်။စစ်တပ်ကအော်တိုဘာလကုန်ပိုင်းမှာစပြီးတီတိမ်မြို့ဘော်ကိုလေကြောင်းနဲ့စစ်သားအင်အားများအကြိမ်ကြိမ်ပြန်လည်ဖြည့်တင်းကနိုဝင်ဘာလဆန်းပိုင်းမှာချင်းပြည်နယ်အဝင်း ခိုင်ကန်းပတ်မှတိုင်ငင်ဘက်ကိုဥတည်ပြီးစစ်ကြောင်းတစ်ကြောင်းစတင်ထိုးစစ်ဆင်လာခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်ရက်အနည်းငယ်အတွင်းမှာတီတိမ်မြို့မှတိုင်ငင်ဘက်ကိုနောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့ကလေးတောင်ပိုင်းမှာဝေဘူလာဖလန်မြို့ဘက်ကိုဥတည်၍စစ်ကြောင်းတစ်ကြောင်းထပ်မံ၍ထိုးစစ်ဆင်လာခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တကချင်းပြည်နယ်အဝင်နေရာစုံမှထိုးလာတဲ့အတွက်ကြောင့်ချင်းပြည်တပ်ပေါင်းစုအနေနဲ့စုဖွဲ့ပြီးခုခံတော်လှန်ရေးအခက်အခဲရှိခဲ့ကြောင်းထို့ကြောင့်ကိုနေရာကိုအဖွဲ့အစည်းအတိအသဖြင့်သာခုခံတော်လှန်ကြရင် အင်အားမမျှတတဲ့အတွက်ကြောင့်တပြေးပြေးပြည်သူဘတ်တော်သားများရဲ့ထိ ंछ ုံနေရာများပြန်လည်လက်လွတ်ခဲ့ရကြောင်းအသိပေးထားပါတယ်။ရင်းတိုက်ပွဲများအတွင်မှာတိုင်းငင်ဘက်ကဦးတည်၍ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းမှဗိုလ်မှူးလှမျိုးထအပါအဝင်စစ်ဗိုလ်အများအပြားကိုခုခံချေမှုန်းနိုင်ခဲ့ပြီးချင်းပြည်ချင်းလက်အင်အားစုဘက်မှရဲဘော်9ဦးမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ရကြောင်းသိရှိရပါတယ်။ ယခုချိန်ထိတိုင်းအချံဖတ်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်နေစေပြပြီးခီးဆုံးတိုင်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းယခုနေ့အတွက်အချံဖတ်စစ်တပ်ရဲ့ထိုးစစ်တိုက်ပွဲတွေကိုချင်းပြည်တော်လှန်အင်အားစုများအနေနဲ့အကြိမ်ကြိမ်ခုခံတော်လှန်ခဲ့ကြောင်း CDF Civic Defense Militia CDM စီရင်ကအသိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရေးမြွနယ်မှာခမရ986တပ်မှထွက်ပြေးလာတဲ့စစ်မှုတပ်တပ်သားတိ3ဦးကိုရေးပလူတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် မော်ပြင်းရဲ့ရေးမြုံနယ်မှာခမာယ986တပ်မှထွက်ပြေးလာတဲ့စစ်မှုတပ်တပ်သားတွေတုံးကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးရရှိကြောင်းရေဘလူးကပြောဆိုပါတယ်။နိုဝင်ဘာလ30ရက်နေ့မော်ပြင်းရဲ့ရေးမြုံနယ်ချီဆိုင်ခမာယ986တပ်ရင်မှာစစ်မှုတပ်တပ်သားတွေတုံးကရေဘလူးတပ်ရင်ရဲ့ရှေ့တန်းစစ်မျက်နှာနေရာကိုထွက်ပြေးတင်းရှောင်လာကြကြောင်းထို့ကြောင့်စစ်မှုတပ်တပ်သားတွေတုံးကိုရေဘလူးတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။သူတို့မှာလက်နက်တွေပါတွေမပါဘူးလူအလွတ်ပဲပြေးလာတာ တက်ကနေထွက်ပြေးလာရင်းနဲ့ကျွန်တော်တို့ရေပလူစစ်မျက်နှာဖွင့်ထားတဲ့နေရာကိုအကူအညီတောင်းခံတာအကူအညီတောင်းခံလာတဲ့အတွက်ဖန်စီထိမ့်သိမ့်လိုက်တာပါလို့ရေပလူတက်ဖွဲ့ကောင်းဆောင်ရေပလူကရှင်းပြပါတယ်ခမာယ986တရင်မှထွက်ပြေးလာတဲ့စစ်မှုတန်းတပ်သားတွေ၃ဦးမှာစစ်မှုတန်းအပတ်စဉ်၁၂မှအသက်၂၄နှစ်အရွယ်စစ်မှုတန်းတပ်သားအောင်တန်းဦးအသက်၂၉နှစ်အရွယ်တပ်သားတေရန်နိုင်ဝင်းအသက်၂၃နှစ်အရွယ်တပ်သားတေချစ်ထွန်းတို့ဖြစ်ကြောင်းသိရှိရပါတယ် အကြံဖတ်စစ်တကနိုင်ငံတဝန်းမှာလူငယ်တွေကိုစစ်မှုတန်းဖြစ်ပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုတန်းခိုင်းနေရမှာယခုအခါစစ်မှုတန်းအပတ်စဉ်20ကိုရောက်ရှိလာပြီးဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မိုးကုတ်ကိုစစ်တပ်ထံလွှဲပေးရတဲ့အပေါ်တောင်းပန်ဖို့စကလုံးမရှိဖြစ်ရတယ်လို့ TNL ခေါင်းဆောင်ရေးသားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မဟာမိတ်တပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့မိုးကုတ်မြို့ကို ာနာသိန်းစစ်တပ်နဲ့ TNL အကြားအပြစ်ရဲ့သဘောတူညီချက်အရပြန်လည်လွှဲပေးရတဲ့ပေါ်တောင်းပန်ဖို့စကားမရှိဖြစ်ရတယ်လို့ TNL အထွေထွေအတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တာပုံကျော်ကဒီကနေ့ဒီဇင်ဘာလ1ရက်နေ့မှာလူမှုကွန်ရက်မှာကြပြရေးသားအသိပေးခဲ့ပါတယ်။2025ခုနှစ်အောက်တိုဘာလကွန်ပိုင်းကတရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီနဲ့ TNL အပြစ်ရဲ့သဘောတူညီခဲ့ရမှာမိုးကုတ်နဲ့မိုးမိတ်ကိုစစ်ကောင်စီတံပြန်လွှဲပေးဖို့သဘောတူညီခဲ့ရတော့ဖြစ်ပြီးနိုဝင်ဘာလကွန်ပိုင်းမှာစစ်တပ်က TNL အကူအညီနဲ့မိုးကုတ်မိုးမိတ်မြို့တွေကိုအလွတ်တကူဝင်ရောက်လာနိုင်ခဲ့တာပါဒီအချိန်နှီးမှာဗိုလ်ချုပ်တာဝန်ကျော်ကမြောက်ပြန်လေအေးဆိုတဲ့ခေါင်းစဉ်နဲ့ကြပြရေးသားပြီးမိုးကုတ်အတွက်တောင်းပန်ခဲ့တာပါမိုးမိတ်မြို့အချိန်နှီးကိုတော့ကြပြမှာမတွေ့ရှိရပါဘူးနှင်းသီးကြွေခြေစုံခိုက်ရင်ဝဲဆူးဆိုင်လောင်မြိုက်မျက်ရည်အိုးမိုးကုတ်တောင်းပန်ရန်စကလုံးမရှိနိုင်တော့ပြီမြောက်ပြန်လေကအေးလာသည်လို့ဗိုလ်ချုပ်တာဝန်ကျော်ကရေးသားခဲ့တာပါ တစ်ဖက်မှာလဲ TNL ကစစ်တပ်ကိုလွှဲပေးခဲ့တဲ့မုံမိတ်နဲ့မိုးကုတ်မှာအခြားတော်လိုင်းတပ်တွေနဲ့စစ်ကောင်စီအကြားနိုဝင်ဘာလ30ရက်ညကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်မုံမိတ်မှာ TNL ထွက်ခွာသွားပြီးမြို့ထဲဝင်လာတဲ့စစ်တပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့နိုဝင်ဘာလ30ရက်နေ့ည8:00နာရီကျော်အချိန်ကစတင်တိုက်ပွဲဖြစ်ပွားခဲ့ရမှာတိုက်ပွဲပြင်းထန်နေတယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ် အလားတူမိုးကုတ်မြို့မှာလည်းနိုဝင်ဘာလ30ရက်ညနေကစပြီးမြို့အပြင်အနောက်ပိုင်းကိုစစ်တပ်ကတိုးလာတဲ့အတွက်မြို့အပြင်မှာရှိနေတဲ့ PDF တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့စီးရီးတရင်မြင့်တချို့နဲ့ဒေသခံတွေကပြောပါတယ်။မိုးကုတ်အခြေစိုက် PDF တပ်ဖွဲ့တာဝန်ရှိသူတွေကတော့စီးရီးတရင်တွေလက်တလောပြောပြလို့မရသေးဘူးလို့အသိပေးထားပါတယ်။ TNL ဟာမာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးမှာရှမ်းမြောက်ကမြို့၁၂မြို့ကိုတင်ပိုက်နိုင်ခဲ့ရမှာ။ နောင်ချူကြောင်မဲတီဘောမြို့တွေကိုစစ်တပ်ကဒံပြန်ထိုးစစ်ဆင်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။အော်တိုဘာလကွန်ပိုင်းမှာတရုတ်အစိုးရအစီအစဉ်နဲ့တရုတ်နိုင်ငံမှာ TNL နဲ့စစ်တပ်တို့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာမိုးကုတ်မိုးမိတ်မြို့တွေကိုအပြည့်အစုံသဘောတူညီချက်တွေနဲ့အတူစစ်ကောင်စီတန်လွှဲပေးခဲ့တာပါ။ဒေသခံပြည်သူတွေကိုလုံလောက်အောင်တည်ပြတာမျိုးမရှိဘဲစစ်တပ်ထံလွှဲပေးခဲ့တဲ့အပေါ်ပြည်သူတွေကအပြင်းထန်ဝေဖန်နေကြပါတယ်။ ဒေသခံပြည်သူအများစုကစစ်တပ်ရန်ကြောက်တာကြောင့်မြို့ကနေရှောင်ပြေးနေကြရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မိုးကုတ်မြို့ပြင်အနောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထုဝင်ရောက်လာတဲ့အတွက်တော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိုးကုတ်မြို့ပြင်အနောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်းထုဝင်ရောက်လာတဲ့အတွက်တော်လိုင်းတက်များနဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်းမိုးကုတ်ဒေသပြည်သူတချို့နဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ် နိုဝင်ဘာလ29ရက်နေ့နဲ့နိုဝင်ဘာလ30ရက်နေ့တို့မှာအကြံဖတ်စစ်တပ်ကမိုးကုံမြို့ဒဲကိုဝင်ရောက်နေရာယူခဲ့ကြောင်းတူရမှာနိုဝင်ဘာလ30ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းတွေကမိုးကုံမြို့ပြင်အနောက်ဘက်ပိုင်းကိုစစ်ကြောင်းများကျုံဝင်လာကြောင်းရင်းနေရာမြန်မာတော်လန်ကြီးတပ်တွေကထိုင်ချထားတဲ့အတွက်စစ်တပ်စစ်ကြောင်းနဲ့တော်လန်ကြီးတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။မိုးကုတ်အနောက်ဘက်တောင်ပေါ်ဘက်ကိုစစ်ကြောင်းတွေဝင်လာတာမြေပြင်မှာတော်လန်ကြီးတပ်တွေရှိတယ်။မြို့တွေကနေစုခွာပေးထားတာ အဲ့ဒါကိုစက်ခရီကမြို့ပြင်ထိထွက်ပြီးစစ်ကြောင်းထုတ်လာတာပါတိတွေ့မှုဖြစ်ပြီးတော့သူတို့ပြန်ဆုတ်သွားတယ်ပြန်လာနိုင်သေးတယ်လို့တော်လိုင်းသတင်းရှိမြစ်ကပြောဆိုပါတယ်အော်တိုဘာလ29ရက်နေ့နဲ့အော်တိုဘာလ28ရက်နေ့တို့မှာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတင့်ရှူကျွန်းရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့တရုတ်နိုင်ငံကူမင်းမြို့မှာ TNL နဲ့အကြံဖတ်စစ်တပ်တို့အဖြစ်ခဲ့ရက်စရန်မိုးကုန်းနဲ့မုံမင်မြို့တို့ကိုပြန်လည်ပေးရရန်သဘောတူညီခဲ့ကြခြင်းဖြစ်ပါတယ်ရင်းနှောင်းမန္တလေးတိုင်းမိုးကုန်းမြို့ကို TNL တပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးအပ်သည့်တိုင်မိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေရန်အစွမ်းကုန်ကာကွယ်သွားမှာဖြစ်ကြောင်းတော်လိုင်းတက်တွေကတရင်ထုတ်ပြန်ခဲ့ပေမဲ့လေ TNL ကမိုးကုတ်မြို့အတွင်းထိကိုစစ်တပ်ကိုခေါ်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်။ယမန်နေ့မိုးကုတ်မြို့အနောက်ဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာခြင်းတော်လိုင်းတက်တွေကအချိန်မီသိရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကိုရှေ့ဆက်မတိုးလာစေရန်အပြင်းထန်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ မနေ့ညနေပိုင်းတိုက်ပွဲမှာစစ်တပ်ဘက်ကအထိနာပြီးပြန်ဆုတ်သွားတာသူတို့မြို့တွေကနေစစ်ကြောင်းထွက်လာခြင်းကလေးကဒီဘက်ကိုတရင်ရောက်တဲ့မိုးကုတ်မြို့ပြင်ပတ်ပတ်လေးမှာတော်လန်ကြီးတက်တွေရှိနေတယ်လို့မိုးကုတ်မြို့မှာကင်းထောက်တရင်ရှိမြစ်တစ်ခုကရှင်းပြပါတယ်မိုးကုတ်နဲ့မိုးမင်းမြို့မှာ TNL ကစုခွာမှုအတွက်တအောင်းဒေတာကိုလည်းမြန်မာစစ်တပ်ကလေရင်နဲ့ဘုံကျဲခြင်းနဲ့ဒိုးစစ်စင်တက်ခိုက်ခြင်းများမပြုတ်ရန်ကတိပေးထားပါတယ်တစ်တုံညာနှစ်ခုစစ်စင်ရေးတွင် TNL ကမိုးကုတ်တီဘောကြောင်မဲနောင်ချို့ မိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကုတ်ကိုင်းနန်ခမ်းနမတူမျိုးတွေကိုသိမ့်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်မဲနောင်ချူတီဘောကိုပြန်လည်တိုက်ခိုက်သိမ့်ပိုက်ခဲ့က TNL ကမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကိုပါထပ်မံဆွတ်လွန်မဖြစ်တဲ့အတွက်ကြောင့်မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကုတ်ကိုင်းနမ်ခမ်းနဲ့နမတူမျိုးများသာ TNL လက်ထဲမှာကျန်ရှိတော့မှာဖြစ်ပါရယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့တရုတ်အကူအညီနဲ့တောင်းယူရတဲ့မြို့များကုန်သွားပြီလို့ စစ်လော်ဘီများဆိုလာကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ကပြန်လည်ရရှိခဲ့တဲ့ရန်ပြည်နယ်မြောက်ပိုင်းမှာမြို့နယ်ရေဟာဟိုင်ကင်းသဘောတူညီချက်အပေါ်အခြေခံပြီးတရုတ်ဖိအားပေးညှိနှိုင်းမှုတွေကြောင့်ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီးထပ်မံရရှိရန်မျိုးများမရှိတော့ကြောင်းစစ်တပ်လော်ဘီတွေက Telegram Channel တွေမှာရေးသားထားပါတယ်။တရုတ်ရဲ့ထောက်ခံမှုနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲ TNL MNTA AA စတင်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးဟာရှမ်းမြောက်မြို့၁၆မြို့သိမ်းပိုက်ပြီးနောက် ဇန်နဝါရီလ17 2024ခုနှစ်မှာဟိုင်ဂေ့သဘောတူညီချက်နဲ့ရက်ဆိုင်ခဲ့ပါတယ်။သို့သော်2024ခုနှစ်ဇွန်လ24ရက်နေ့မှာစတင်ကညီနောင်မဟာမိတ်၃ဘွယ်ဟာ1392ခုစစ်စင်ရေးဒုတိယလိုင်းစတင်ပြီးနောက်မြို့တွေကိုဆက်လက်သိမ်းပိုက်ခဲ့တဲ့အတွက်စစ်ကော်မရှင်ကိုထောက်ခံသူတွေကရင်းအဖွဲ့တွေဟာဟိုင်ကင်သဘောတူညီချက်ကိုစတင်ချိုးဖောက်ခဲ့တယ်လို့ဆိုထားပါတယ်။လော်ဘီတွေအခုလိုထုတ်ပြောတာကစဉ်းစားစရာနှစ်ချက်ရှိတယ်။ပထမအချက်ကရှမ်းမြောက်ကမြို့တွေကိုတရုတ်ကြီးက ချက်မတောင်းပြီးတော့ဘူးလို့သဘောရှိတယ်နောက်တစ်ချက်ကတော့တရုတ်အကူအညီမယူတော့ဘဲနဲ့စီးရင်အရှိန်မြင့်တော့မယ်ဆိုပြီးတော့နိုင်ငံတကာကိုအပြလုတော့မယ်သဘောရှိတယ်အဓိကကတော့လာမယ့်စစ်ပွဲတွေမှာစီးရင်အရာရောနိုင်ငံရေးအရာပါပြင်ဆင်ရင်ရည်ရွယ်ပြီးဝါရဖြတ်တာပါလို့နိုင်ငံရေးလိလတူတူကသုံးသပ်ပါတယ်တစ်တုံညာနှစ်ခွန်ဒုတိယပိုင်းတွင် TNL ကနောင်ချူကြောင်မဲ့တီဘောမိုးကုတ်မိုးမိတ်နဲ့ MTA ကလာရှုမျိုးတို့တင်ပိုက်နိုင်ခဲ့ပေမဲ့ တရုတ်ကစစ်တပ်ကိုတိတိတတ်တတ်ကူညီခဲ့ခြင်းကြောင့်မိုးမိတ်မြို့မှအပကြံမြို့များဟာစစ်ကော်မရှင်လက်အောက်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒါအပြင်တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာဂျာခန်နယ်ဖြစ်ထားတဲ့ UWSC တင်းချုပ်ထားတဲ့တန်ရမ်းမြို့နဲ့ SSPP တင်းချုပ်ထားတဲ့မြို့လျာမြို့တို့ဆက်ဖြစ်မိကိုမခံမနိုင်ကြောင်းစစ်တပ် lobby တွေကစိုးပါတယ်။လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ညှိနှိုင်းမှုများပြီးပြန်လည်ရရှိလာတဲ့မြို့များကုန်ဆုံးသွားပြီလို့ယူဆက ကြံရှိတဲ့နေမီများအတွက်စီရေးအရာတိုက်ယူရမယ်လို့လော်ဘီတွေကကြုံဝါထားပါတယ်။ရှမ်းမြောက်ကညီနောင်တွေဆက်လက်ထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်တပ်ကထိုးစစ်ကိုအရှိန်မြင့်မယ်နဲ့တူတယ်။ဒီနှစ်ထဲပြန်ပါသွားတဲ့မြို့တွေမနေဘူးစီရေးပြူဟာကိုတေချာမချထားရင်တော့တအီးအီးနဲ့စစ်တပ်ကအကုန်ပြန်ယူသွားနိုင်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမြို့သိမ်းတိုက်ပွဲများမှာပါဝင်ခဲ့တဲ့အညာဒေသမှတော်လိုင်းရဲဘော်တအူးကပြောပါတယ်။ရင်းပြင်ရခိုင်နဲ့ကချင်ပြည်နယ်တို့မှာ AA နဲ့ KIA ကသိမ်းပိုက်ခဲ့တဲ့မြို့တွေဟာ ဟိုင်ကင်စာချုပ်မှာမပါဝင်တဲ့အတွက်တိုက်ယူရမယ်လို့လဲစစ်တပ် lobby တွေကရေးသားထားပါတယ်ဆက်လက်ပြီးမူစစ်105မိုင်ဟာလဲတစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းကလေးကညီနောင်မဟာမိတ်များတင်ပိုက်ခဲ့တဲ့နေမည်ဖြစ်တဲ့အတွက်တရုတ်ကညှိနှိုင်းပေးမဲ့အလားအလာမရှိတဲ့အတွက်တိုက်ယူရမယ်လို့ဆိုထားပါတယ်တရုတ်အကူအညီနဲ့ထပ်မံတောင်းယူ၍ရနိုင်တဲ့နေရာတွေဟာလာရှိုမြို့အနီးရှိနောင်မွန်မေဟန်ကျေးရွာများဖြစ်ပြီးလက်ရှိရင်းနေရာတွေကို MDA ကထိန်းချုပ်ထားစေဖြစ်ပါတယ် ထို့ကြောင့်စစ်ကော်မရှင်အားတရုတ်ရဲ့ဂျာဝင်မှုနဲ့ညှိနှိုင်းတောင်းယူ၍ရနိုင်သောမြို့နယ်တွေဟာကုန်ဆုံးသလောက်ရှိပြီဖြစ်တဲ့အတွက်စစ်တပ်ရဲ့အတူယောင်ရွေးကောက်ပွဲပြီးနောက်တက်လာမဲ့အမေရိကန်အစိုးရဟာဒေါ်လာရဲ့အဖွဲများထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပုံမိုထိုးစစ်ဆင်လာနိုင်တဲ့အတွက်တိုက်ပွဲများယခုတက်ပုံမိုပြင့်ထန်လာမှာကိုသတိပြုသင့်ကြောင်းစီရီလိလသူတွေကထောက်ပြထားကြပါရခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေသည့်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။